်မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါမြင်းကျန်မြို့နယ်မှာအမျိုးသမီးပြူစော်တီ90ကျော်တင်နန်းဆင်းလာပြီးတဲ့နောက်တိုက်ပွဲတွေမှာအသုံးမပြုဘဲမြို့ပြတရင်ထောက်လန်ရေးလုပ်ငန်းတွေမှာအသုံးပြုလာပွဲရှိနေပါတယ်။မန္တလေးတိုင်းနထိုးကြီးမြို့နယ်နဲ့မြင်းကျန်မြို့နယ်တွေမှာလည်းထိတွေ့တိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေတယ်လို့ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါရယ်။ တထိုးကြီးမြို့နယ်မှာ PDF တွေကအသာစီးယူထားနိုင်ပေမဲ့မြင်းကြံမြို့နယ်မှာတော့ဒေါ်တီရာယူမွန်ဦးဆောင်တဲ့ပြူစောတိအဖွဲ့တွေအင်အားကောင်းနေတော့မယ်လို့ဒေသကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်မြင်းကြံမျိုး Empire Hotel အနောက်ဘက်ကွင်းနဲ့ကာညာနာကောင်းမောင်းကွင်းနေရာတွေမှာပြူစောထီးတွေကိုစစ်တင်နှန်းပေးနေတာဖြစ်ပြီး March လဒုတိယပတ်မှာအမျိုးသမီး90ကျော်ပြူစောထီးတင်နှန်းဆင်းထားတယ်လို့ဇီရိုပြောက်ကြားတပ်ဖွဲ့ကဖညာကပြောပါရယ် လက်ရှိအချိန်မှာမြို့ကန်တွေအပါအဝင်တော်လှန်ရေးထောက်ခံသူတွေများနေတာကြောင့်မြို့ပေါ်နဲ့အနီးအနားဝန်းကျင်မှာသတင်းချက်လက်တွေရနိုင်ဖို့ပြူစော်တီတင်နန်ဆယ်မြို့သမီးတွေကိုအသုံးပြုနိုင်ချေရှိတယ်လို့တော်လှန်ရေးအင်အားစုတွေက သုံးသပ်နေကြပါတယ်ရှင်။ တောင်ကုတ်ပဒေါင်းလမ်းမှာ AA ရဲ့ထိုးစစ်ဟာပဒေါင်းတက်နေရဲ့ကကင်းလို့ပြောကြတဲ့ညောင်ကျိုးကိုကြော်လာပြီးညောင်ခြေောက်ကြီးရွာနာထီရောက်ရှိလာကကာပါစာစက်ရုံတွေနဲ့နီးကပ်လာတဲ့တပတ်တာစည်ရေးအခြေအနေတွေကိုစိုးသူအောင်ကတင်ပြပေးသွားမှာပါရှင်။မင်္ဂလာပါ။ဒီကနေ့မက်ရှလာ14ရက်ဟာဆ ਿਆ နာသိမ်းမှု1503ရက်မြောက်ဖြစ်ပါတယ်။ဒီဘက်မှာတော့ရခိုင်သတင်းအချင်းနဲ့အတူမြန်မာနိုင်ငံမှာလူသားချင်းစာနာမှုအခုအညီလိုအပ်သူတွေတိုးလာတဲ့အကြောင်းတင်ပြနိုင်ဖို့စူးစီးထားပါတယ်။ ပထမဦးဆုံးရခိုင်သတင်းအချင်းကိုတင်ပြခြင်းပါတယ်ရခိုင်ပြည်နယ်မှာတော့အရခတတော် AE ကမြို့နယ်14ခုကိုသိမ်းပိုက်ထားပြီးစစ်ကောင်စီကတော့မြို့နယ်3ခုကိုသာထိန်းချုပ်ထားနိုင်တော့တာဖြစ်ပါတယ်မအောင်မှာစစ်ရေးညှိနှိုင်းနေပေမဲ့ဒီစစ်တွေနဲ့ကြောက်ဖြူဝင်းကျင်မှာတော့လက်နက်ကြီးတွေ drone တွေနဲ့အပြန်အလှန်ပစ်ခတ်နေတဲ့အကြောင်းဒေသခံတွေကပြောပါတယ်ရခိုင်ဘက်ကသတင်းတွေကိုပြောမယ်ဆိုရင်စစ်တွေနဲ့ကြောက်ဖြူအပြင်ရခိုင်နဲ့ထိစပ်နေတဲ့ ယူလန်းဒီပေါ်ကအချင်းလေးကိုပါထည့်ပြောရဖို့ရှိလာပါတယ်။ရခိုင်နယ်ထိစပ်နေတဲ့ယူလန်းဒီကတော့မကွေးတိုင်းနဲ့ချိတ်ဆက်ထားတဲ့အမ်မဒန်လန်၊ပဲခူးတိုင်းနဲ့ချိတ်ဆက်ထားတဲ့တောင်ကုန်းအုပ်ရှိပင်လန်နဲ့အေယော်ရီတိုင်းနဲ့ချိတ်ဆက်ထားတဲ့ခွငတိုင်းချောင်းလန်တွေပဲဖြစ်ပါတယ်။မကွေးတိုင်းနဲ့ချိတ်ဆက်ထားတဲ့အမ်မဒန်လန်ပေါ်မှာဆိုရင်အရာခတ်တော်အေကလေချောင်းရံကာကွယ်ရေးတပ်ဖြစ်တဲ့နိုင်ရီကန်စကန်ကိုတိုက်ခိုင်းနေပြီး အနီးဝန်းကျင်က ရွာတချို့နဲ့ကင်းစခန်းတွေကိုလည်းရရှိထားပါဗျ။ဒါကြောင့်ပဲစစ်တပ်ကမကွေးတိုင်းဘက်မှာခံစစ်တွေစစ်ကူတွေပြင်လာပြီးနေအိမ်ကံကို လေကြောင်းနဲ့ဒရုန်းတွေအပြင်စုံကုန်းတက်လို့ခေါ်တဲ့မဆခ905ကနေလက်နက်ကြီးပစ်ကူတွေပေးနေတာဖြစ်ပါတယ်။မြေပြင်အနေထားအရဆိုရင်တော့နေအိမ်ကံကနေမကွေးတိုင်းဘက်ကိုသွားမယ်ဆိုရင်ဂုတ်ကြီးရွာရဲစခန်းမြေလဲရွာနဲ့ဆက်စစ်ရွာဝင်ချင်းပြီးတော့ပြင်းဝကိတ်မှာရှိတဲ့ဖရားတောင် ပြီးတော့စုံကုန်းရွာနာမှာရှိတဲ့မဆခ905နဲ့ဇရက်ကူရွာနာမှာရှိတဲ့အမတ409ကိုကျော်မှပတ်သိမ်မုံရွာလမ်းစုံအမင်ဘူးလမ်းနေစုံတဲ့ဗဒန်းမြို့ကိုရောက်ရှိမှာဖြစ်ပါတယ်။ပဲခူးတိုင်းနဲ့ချိတ်ဆက်ထားတဲ့တောင်ကုန်းအုတ်ရှိပင်လမ်းဘက်မှာဆိုရင်တော့ညောင်ကျိုးစကန်းကိုအေကတလဝင်းကျင်ကြာထိုးစစ်ဆင်ခဲ့ရပြီးမက်လ73ရက်မနက်ပိုင်းမှာတင်ပိုက်လိုက်တာလို့သတင်းရင်းမြစ်တွေကပြောပါတယ်။ ပထောင်တက်နယ်ထဲမှာစစ်ကောင်စီရဲ့ကာကွယ်ရေးပစ္စည်းထုတ်စက်ယုံတွေဖြစ်ကြတဲ့ကပ္ပစ3 5 6 9 16တို့တရှိပြီးအခုတင်လိုက်တဲ့ညောင်ကျိုးစကန်ဟာတန်ရီကျိုးစက်ယုံဖြစ်တဲ့ကပ္ပစ6နဲ့ဆိုလို့ရှိရင်10မိုင်ကျော်ကျော်လောက်ပဲကွာဝေးတော့တာဖြစ်ပါတယ်။ AR retain နဲ့ချိတ်ဆက်ထားတဲ့ကွာငတိုင်းချောင်းလမ်းဘက်မှာဆိုရင်တော့ပြီးခဲ့တဲ့အပတ်တွေကယူလာပေါ်မှာရှိတဲ့အမတ3လေးလေးရဲ့ ကာကင်းတချို့ကိုအေအေနဲ့ပူပေါင်းတပ်တွေကတိုက်ခိုက်တဲ့သတင်းတွေထွက်ပြီးနောက်ပိုင်းထတ်ကြားရတာမရှိသေးပါဘူး။ဒါပေမဲ့တာပေါင်းမျိုးနဲ့ဘောမီကြားကနေရာတွေမှာထိတွေ့တိုက်ပွဲဖြစ်ပွားတဲ့နေကိုမကြာခဏကြားလေရှိပါတယ်။လူသားချင်းစာနာမှုအကူအညီလိုအပ်တဲ့အချိန်တွေကတော့အခု2025ခုနှစ်ထဲမှာရခိုင်ချင်းကချင်စကိုင်းအပါဝင်မြန်မာတိုင်းနိုင်ငံလုံးကပြည်သူတန်း30နီးပါးလူ3ယောက်မှာတယောက်နှုန်းဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေလိုအပ်လာမှာဖြစ်တယ်လို့ကုလသမဂ္ဂကခန့်မှန်းထုတ်ပြန်ပါတယ်။ဆေးရနာမသိငင်လွန်ခဲ့တဲ့၄နှစ်တုန်းကတော့မြန်မာနိုင်ငံမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီလိုအပ်သူကတသန်းပဲရှိခဲ့တာဖြစ်ပါတယ်။ပြီးတော့ပြည်ပခါတွေကြောင့်2025ခုနှစ်မှာလူပေါင်း၄သက်သမ၅သန်းကျော်လောက်ဟာအိုမဲအိမ်မဲဖြစ်လာနိုင်ကြောင်းနဲ့စံအပါဝင်အခြေခံရိက္ခာတွေရဲ့ဈေးနှုန်းကတော့ 30ရာခိုင်နှုန်းလောက်အထိတက်လာမယ်လို့လည်းဆိုပါရယ်။ပြင်းထန်တဲ့ရာသီဥတုအခြေအနေနဲ့စစ်ကောင်စီရဲ့တားမြင့်ကန့်သတ်ပိတ်ဆို့မှုတွေကြောင့်အကြက်အသေးတွေကပိုဆိုးလာရတာဖြစ်တယ်လို့လည်းထောက်ပြထားပါရယ်။အခုတင်ပြထားတာတွေက DVB ကစူးစီးရရှိတလောက်ပဲဖြစ်ပြီးဒေသခံတွေဒေသအခြေဆိုင်သတင်းတောက်တွေတာဝန်ရှိသူတွေရဲ့ပြောပြချက်နဲ့ထုတ်ပြန်ချက်တွေကိုကုကထားတာဖြစ်ပါရယ်။နောက်ဆက်တွဲသတင်းတွေကိုတော့ DVB ရဲ့ website facebook နဲ့ youtube channel တွေမှာအချိန်နဲ့သဘင်ကြီးပေါ်ပြပေးနေပါတယ်ခင်ဗျာ အီတလီနိုင်ငံအလဲပိုင်းနဲ့မြောက်ပိုင်းဒေသတွေမှာရာသီဥတုပုံမဆိုးလာလို့ရေကြီးမြေပြိုနေတာကြောင့်မတ်လ14ရက်နေ့ကအာနာပိုင်တွေဟာအနည်းရောရာသီဥတုသတိပေးချက်ကိုရပ်ထပ်တိုးဖို့နှိုးဆော်ထားပါတယ်အလဲပိုင်းဒေသမှာရှိတဲ့တာစကနီနဲ့မြောက်ပိုင်းအီမီလီယာရိုမန်စီယာဒေသတွေမှာရေကြီးရေလျှံမှုတွေနဲ့မြေပြိုမှုတွေဖြစ်ပေါ်နေတာပါ။လမ်းမတွေဟာရှုံ့မြင့်ရေတွေဖြစ်သွားပြီးတော့နေအိမ်တွေလည်းရေနစ်မြုပ်ကရေတွေမြင့်တက်မှုကြောင့်ပိတ်မိနေသူတွေကိုကယ်ဆယ်ရေးအဖွဲ့တွေကကယ်ထုတ်ဖို့လှုံ့ဆော်နေပါတယ်။ ရာသီဥတုအခြေအနေတဖြည်းဖြည်းတိုးတက်ကောင်းမွန်လာမယ်လို့မျှော်လင့်ထားပေမယ့်ဧရိယာအများပြားမှာအန္တရာယ်တွေကျန်ရှိနေသေးတာကြောင့် Tuscany ဒေသဥက္ကဋ္ဌ Eugenio Giani ကအရက်ဖတ်အကာအကွယ်ပေးရေးအကူအညီတွေတောင်းထားပါတယ်။ ိုးသီးထန်စွာရွာသွန်းမှုကြောင့်ကျန်တဲ့တောက်ကြနေ့ထိတာစကနီဒေတာမှာဖလော်ရင်စ်အပါဝင်မြို့အများအပြားမှာစာတင်ကြောင်းတွေပိတ်ထားရစေဖြစ်ပါတယ်။ဒေတာရင်းသတင်းတွေအရအာနိုမြစ်ပေါ်ကရေစီးတန်တဲ့မှုကို ပြည့်ရစေဖို့အတွက်ရေတကားတွေနဲ့တိုးချဲ့တူလောင်ကန်တွေကိုဖွင့်လှစ်မယ်လို့သိရပါတယ်ရှင်။တီဗီရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်